အားလုံးမင်္ဂလာပါရှင်ဝေအကယ်ဒမီမှကြိုဆိုပါရှင်ဒီဗီဒီယိုမှာသူတေသနာပြုလေ့လာမှုတစ်ခုအရင်ဆုံးပြောပြချင်ပါတယ်အမေရိကန်နိုင်ငံစစ်တပ်ကကမ္ဘာပေါ်မှာအင်အားကြီးဆုံးဖြစ်တဲ့ဘိုလောင်းထောင်ကျော်ဟာနှစ်စဉ်ဒီ West Point စစ်တပ်ကတူတက်ရောက်ကြတယ်အဲ့ဒီမှာဆိုရင်အလွန်ခက်ခဲကြမ်းတမ်းနဲ့စိန်ခေါ်မှုတွေပါတယ် Beast Virus ဆိုတာရှိတယ်အဲ့ဒီမှာဘုံတက်တဲ့ဘုံလောင်းနေရပေါ့နော်စိတ်တက်ဘလောက်ကြန့်ခိုင်လဲဆိုတော့စမ်းတက်ဖို့အတွက်လှုပ်ထားတာဖြစ်တယ်ပေါ့ research သုတေသနလေ့လာမှုလေးတခု ကို University of Pennsylvania တက္ကသိုလ်ကနေပြီးတော့သုတေသီဖြစ်တဲ့ Angela Dawat ကနေပြီးဒီပိုလောင်းတွေကိုလေ့လာမှုတခုပြုလုပ်တယ်ပေါ့နော်သူရဲ့လေ့လာမှုမှာဆိုရင်ဘာကြောင့်မခက်ခဲတွေကြော်နိုင်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့သူကပိုလောင်းထောင်ကျော်ကိုလေ့လာမှုပြုလုပ်ခဲ့အဲ့ဒီမှာဆိုရင်တွေ့ရှိရတာခဏကိုယ်ပိုင်းကြံ့ခိုင်နေ IQ မြင့်မယ်အာ leadership potential တွေရှိရဲဆိုတာဒါတွေအဓိကလို့ထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့သူရဲ့လေ့လာမှုမှာဆိုရင်သူကစာမွေးဝဲ ရားလက်တင်ခနာကိုကြံ့ခိုင်မှုတွေအဲအကယ်ဒမစ်ပိုင်းရပါတော့နော်အောင်မြင်မှုတွေပြီးတော့သူက grit scale နဲ့ပါလေ့လာခဲ့တယ်အဲ့ဒီ grit ဆိုတာကကြတော့ passion နဲ့ perseverance ဆရာထက်သန်မှုနဲ့ဇွဲဒီအရာဘယ်လောက်ထိဖြစ်ချင်လဲဆိုတော့ဆရာထက်သန်မှုနဲ့ဒီဖြစ်အောင်စ조사နေတဲ့ကာလအတွင်းမှာတွေ့ရှိရမယ့်အခက်အခဲတွေကြုံရမယ့်အခက်အခဲတွေကိုလည်းဇွဲရှိရှိနဲ့ကြော်ဖြတ်တယ်ဆိုတော့အရာဖြစ်တယ်ပေါ့နော်အဲ့တော့ လေ့လာကြည့်တဲ့အခါမှာဒီ grid scale မြင့်တဲ့သူတွေအားဆိုရင်ချိန်ခေါ်မှုတွေကိုကျော်ဖြတ်နိုင်တယ်ဆိုတာကိုတွေ့ရှိရတယ်။လေ့လာမှုအရဆိုရင်ခန္ဓာကိုယ်အကြံခံဆုံး leadership potential ခေါင်းဆောင်မှုစွမ်းရည်တွေအမြင့်မားဆုံး IQ အမြင့်ဆုံးအဲ့ဒါတွေကအဓိကမဟုတ်ဘဲနဲ့စိတ်တက်ကြံခံမှုအဲဇွဲရှိမှုဟာအဓိကဆိုတာကိုတွေ့ရတယ်။အဘစ်ဘာရက်အောင်မြင်သူတွေကိုကြည့်လိုက်တဲ့အခါကျတော့ခန္ဓာကိုယ်ကြံ့ခိုင်မှု အာဉာဏ်ဉာဏ်ရည်မြင့်မားမှုတွေအခေါင်းဆောင်နိုင်မှုစွမ်းရည်တွေနဲ့မသက်ဆိုင်မဲနဲ့အဓိကမသက်ဆိုင်မဲနဲ့စိတ်တကြန့်ခိုင်မှုနဲ့ဇွဲရှိမှုတွေဟာအဓိကဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ကျမတို့ရဲ့ဘဝမှာလည်းလူတိုင်းလူတိုင်းကအခက်အခဲတွေတွေ့ရတယ် ဘဝမှာစိန်ခေါ်မှုတွေနဲ့ကြုံတွေ့ရတယ်ပေါ့ beast barrack မှာဆိုရင်တွေ့ရတဲ့အခက်အခဲတွေကိုကြော်လွားနိုင်တဲ့သူတွေဆိုတာဆိုရင်ဒီစိတ်ဓာတ်မှာကြောတဲ့သူတွေပါပဲအခက်အခဲတွေကြော်လွားနိုင်ခဲ့တယ်ဇွဲလုံးလာရှိရတဲ့လူတွေကပဲဒီဟာကိုအောင်မြင်နိုင်ခဲ့တယ်ပေါ့နော်ဒီလိလာတွေ့ရှိမှုအရာလေစိတ်ဓာတ်မှာကြောမှုဟာခန္ဓာကိုယ်ကြံ့ခိုင်မှုထက်ပိုပြီးတော့အရေးကြီးတယ်ဆိုတာကိုတွေ့ရတယ်သိရှိရတယ်အဲကျမတို့ရဲ့တူးချင်းစီဘဝမှာလေလူတိုင်းလူတိုင်းအခက်အခဲတွေကြုံတွေ့ရတယ် အခက်အခဲဆိုတာအသက်အရွယ်အလိုက်ပေါ့နော်ကိုဘောကမှာကြုံတွေ့ရတယ်အသက်အရွယ်ငယ်စဉ်မှာလည်းအသက်အရွယ်နဲ့အလိုက်ခက်ခဲမျိုးကြုံတွေ့ရတယ်လို့ကြီးအသက်ကြီးလာတဲ့အခါမှာလည်းအရွယ်ရောက်လာတဲ့အခါမှာလည်းဒီအသက်အရွယ်လိုက်ခက်ခဲတွေကြုံရတယ်ပေါ့နော်အဲ့တော့အဓိကကကို ကြုံရတဲ့ခက်ခဲတွေကိုယ့်ရဲ့ပြဿနာတွေကိုဖြေရှင်းရမဲ့သူကြော်လွှားမဲ့သူကကိုယ်တိုင်ပဲဖြစ်တယ်အဲတခြားသူမဟုတ်ဘူးနော်အဲ့တော့ကျမတို့က ကြုံရတဲ့အခက်အခဲတွေကို ကျော်လွှမ်းနိုင်ဖို့ဆိုရင်အဓိကအရေးကြီးဆုံးကတော့စိတ်တက်ကြံ့ခိုင်မှုပဲဖြစ်တယ်စိတ်တက်မကြောမှုပဲဖြစ်တယ်အဲ့တော့ခန္ဓာကိုယ်ကြံ့ခိုင်တဲ့အခါကျရင်ကျမတို့တွေယောဂဗျာတွေ မဝင်နိုင်ဘူးအတော်ယုံဆိုရင်လည်းခံနိုင်တယ်တော်ယုံယောဂတွေတိုက်ခိုက်မှုကိုလည်းမခံမခံရဘူးပေါ့နော်ကိုကခန္ဓာကိုယ်ကြံ့ခိုင်တဲ့အတွက်ကြောင့်မို့ခုခံအားတွေကောင်းတယ်ပေါ့နော်ခန္ဓာကိုယ်မှာကိုခံအားတွေကောင်းတယ်ယောဂတွေရဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ရင်ရှိတယ်ဒီလိုပဲစိတ်တက်မာကြောတယ်စိတ်တက်ကြံ့ခိုင်တယ်ဆိုရင်လည်းကျမတို့ဘဝတွေမှာကြုံရတဲ့အခက်အခဲတွေကိုကျော်လွှားနိုင်မယ်အဲ့ဒီအခက်အခဲတွေကကိုယ်ကို ပြိုလဲသွားအောင်မတွန်းမတွန်းထုတ်နိုင်ဘူးပေါ့နော်ကိုဘွားရိုင်းနေသွားအောင်ပြိုလဲသွားအောင်မလုံနိုင်အဲကိုဘွားမှာကိုပြည့်တနာတွေကိုကိုတိုင်းကိုတိုင်းပဲဖြည့်ရှင်းရမှာဖြစ်တယ်အဲကိုဘွားမှာကြုံရတဲ့ကိုပြည့်တနာကိုဘသူမှလာပြီးတော့ဖြည့်ရှင်းမှာမဟုတ်ဘူးပေါ့နော်ဖြည့်ရှင်းပေးမှာမဟုတ်ဘူးကိုတိုင်းပဲဖြည့်ရှင်းရမှာဖြစ်တယ်အဲ့တော့ကျမတို့မှာဒီအင်ဂျလာရဲ့နာမည်ကြီးစာအုပ်ဖြစ်တဲ့ Grit ဆိုတဲ့စာအုပ်ထဲမှာပေါ့နော် The Power of Passion and Perseverance ဆိုတဲ့စာအုပ်မှာဆိုရင်လေအဓိကကကျမတို့မှာဖြစ်ချင်တဲ့ဆန္ဒပေါ့နော်ကိုယ်မှာကိုယ်စိတ်အားထက်သန်တဲ့အရာတစ်ခု ်ရှိတယ်။ပြီးရင်အဲ့ဒီအရာကိုဇွဲရှိရှိနဲ့ဘလိုပဲအခက်ခဲတွေတားဆီးတွေကြုံကြုံကြော်ဖြတ်မယ်ဆိုတဲ့စိတ်တက်တန်ဋိဋ္ဌံချမှတ်ထားတယ်ဇွဲဇွဲရှိရှိနဲ့အခက်ခဲတွေကိုကြော်ဖြတ်ရမယ်ပေါ့။ဇွဲရှိတဲ့လူဒီလိုမျိုးစိတ်တက်မာကြောတဲ့သူတွေရပဲလိုရာခီးကိုရောက်ရှိတယ်လိုရာပန်းတန်ကိုရောက်ရှိတယ်ကိုလိုချင်တဲ့အရာတွေကိုရရှိတယ်။ခုနကတော့ပြောခဲ့တဲ့ အဲဒီသူတေသနာလေလာမှုမှာလို့ပဲပေါ့နော်ဘီးစ်ဘာရက်ကိုတကယ်ကိုခက်ခဲတဲ့စိန်ခေါ်မှုတွေပြင်းထန်လို့နဲ့ဒီတင်တန်းကိုဘယ်လိုစိတ်သက်မာကြောမှုနဲ့ပဲပေါ့နော်စိတ်သက်ကြန့်ခိုင်မှုနဲ့ပဲကြော်ပြရတယ်ဒီကြားထဲမှာကြာရှုံးသွားတဲ့သူတွေအရဆိုရင်ဒါနောက်ဆုံးပန်းတိုင်အထိမရောက်ခဲ့ဘူးပေါ့စိတ်သက်မာကြောတဲ့သူတွေပဲနောက်ဆုံးပန်းတိုင်အထိကိုရောက်ရှိသွားတယ်ပေါ့နော်အဲ့တော့ဒါကဆိုရင်စိတ်သက်မာကြောမှုကဘလောက်အရေးကြီးလဲခန္ဓာကိုယ်ကြန့်ခိုင်မှုထက် အာဉာဏ်ရည်ဒီကောင်းဉာဏ်ကောင်းတာထက်ဘလောက်အရေးကြီးလဲဆိုတာကိုဒီလေ့လာမှုရလဲသိရှိရတယ်အစိတ်ထဲမှာကြောဖို့ကဘလောက်လိုအပ်လဲဆိုတာကိုကျွန်မတို့ဒီလေ့လာမှုကလည်းသိရှိရတယ်ဒီနေရာမှာကျွန်မရဲ့ကိုယ်တိုင်ကြုံတွေ့ရတဲ့ဖြစ်ပျက်တစ်ခုလည်းပြောပြချင်ပါတယ်ကျွန်မကအရင်တော့ပေါ့နော်ကျွန်မရဲ့တိတ်မကောင်းတဲ့တဲမှာပါတယ်ကိုယ်အိမ်မှာကိုယ်နေတော့တော့ပြဿနာတိတ်မရှိဘူးပေါ့နော် တခြားနိုင်ငံကိုသွားပြီးတော့အာကြောင်တက်တဲ့အခါကျတော့ဒီအဲ့ဒီမှာကိုယ်ပါကိုယ် တယောက်တည်းပေါ့နော်အရာရာကိုရင်ဆိုင်ရတယ်ဖြည့်ချင်းရတယ်အဲအဲ့ကြားထဲမှာပေါ့နော်ခန္ဓာကိုယ်ကလည်းအရန်ကြီးအရန်ကြီးပေါ့နော် physical ကလည်း strong မဖြစ်တဲ့အပြင်ကိုနေမကောင်းလည်းခဏခဏဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျမကဘာဖြစ်လဲဆိုရင်ခန္ဓာကိုယ်ပိုင်းကြံ့ခိုင်ဖို့လိုအပ်တယ်လို့ပေါ့နော်စိတ်ဓာတ်လည်းကြံ့ခိုင်မှအာငါတော့ဒီကြောင်ပြီးမြောင်တတ်နိုင်မယ်ဆိုတာကိုသိတယ်အဲ့ခါကျတော့ကျွန်မစိတ်တက်အာကြန့်ခိုင်အောင်ကြိုးစားတယ်အာ ခန္ဓာကိုယ်နေမကောင်းရင်တော့မှစိတ်တက်မကြသွားအောင်ပေါ့နော်အလဲမပြိုမသွားအောင်လို့စူးစမ်းခဲ့တယ်အကြော်ဖြတ်ခဲ့ရပေါ့နော်ကိုယ်ကြုံတွေ့ရတဲ့အကယ်ဒမီ မပိုင်းမှာရောဒီနေထိုင်ရေးမှာအကုန်ဆက်ဆက်ရပါတော့ကြုံရတဲ့ခက်ခဲတွေကိုစိတ်တက်ကြံ့ကြံ့ခိုင်းကြံ့ကြံ့ခံအောင်ထားပြီးတော့ဗောနော်ကြော်ဖြတ်ခဲ့အဲ့တော့ပြောချင်တာကအကယ်၍များဗောနော်ခန္ဓာကိုယ်လည်းမကြံ့ခိုင်းဘူးစိတ်တက်ကလည်းပြုံညံ့နေဆိုရင်တော့ကျွန်မအဲ့ဒီပြီးမြောက်ခဲ့မှာတော့မဟုတ်ဘူးဒါကြောင့်မို့စိတ်တက်ကြံ့ခိုင်းမှုကအရေးကြီးဆုံးနံပါတ်1ပဲဖြစ်တယ်ဗောနော်အဲ့ဒါလေးကိုအဓိကဒီဗီဒီယိုမှာပြောချင်တာပါအဲ့တော့ကျွန်မတို့ အညီကောင်မောင်နှမတွေခုအချိန်မှာခက်ခဲတွေအလုံးစုံပေါ့နော်ကြုံတွေ့နေရတဲ့တယောက်ကိုဟိုပုံစံတစ်မျိုးစီနေပေါ့နော်မတူညီတဲ့အခြေအနေတွေမတူညီတဲ့အသက်အရွယ်မတူညီတဲ့အဖြစ်အပျက်တွေနဲ့အခက်ခဲမျိုးစုံကိုလူတိုင်းကြုံတွေ့ရတယ်ကိုဘဝမှာကိုကဘယ်အသက်အရွယ်ပိုင်းခြားပဲရောက်နေနေခက်ခဲတွေဆိုတော့ကြုံနေကြရတယ်အဲ့တော့အဲ့လိုမျိုးအခက်ခဲတွေကြုံနေရတယ်ကိုဘဝမှာတားဆီးတွေစိန်ခေါ်မှုတွေပေါ့နော် ကြုံရတယ်ဆိုတာဒါဘဝမှာလူတိုင်းကြုံရတဲ့အရာတွေပဲအဲအဲ့ဒီကြုံနေတဲ့အရာတွေကိုကိုကမကြော်လွှားနိုင်ဘူးဆိုရင်အဲ့ဒီအခက်ခဲတွေကကိုနဲ့ပဲပေါ့နော်အတူရှိနေမှာပဲအဲဒီခက်ခဲကိုကြော်လွှားနိုင်နေဆိုရင်ဒီခက်ခဲတစ်ခုပြီးသွားပြီ နောက်တစ်ဆင့်ကိုသွားနိုင်တာပေါ့အဲမလျှော်လွားနိုင်တည်ရတော့ဒါနဲ့ပဲဒီနီဒီခက်ခဲတာပဲပက်လေဝိုင်းနေမှာပေါ့ဒါကြောင့်မို့စိန်ခေါ်မှုတွေနဲ့ကြုံပြီဆိုရင်လည်းစိန်ခေါ်မှုတွေဘလို့စိန်ခေါ်မှုတွေပဲကြုံလာကြုံလာပေါ့နော်စိတ်တက်မှကြောဘူးကအရေးကြီးတယ်ဘဝမှာဒီလောကကြီးမှာပေါ့နော်စိတ်တက်မှကြောတဲ့သူတွေအတွက်ပဲနေရာရှိတယ်စိတ်တက်ပျော်ညံတဲ့သူတွေအတွက်နေရာမရှိဘူးလို့တော့ပြောရမယ်အဲဘာလို့လဲဆိုတော့လူဘဝဆိုတာက ခက်ခဲတွေနဲ့ကြုံရမှာပဲလူဘဝမှာဒုက္ခကောဒုက္ခအောင်ပေါ့နော်နှစ်ခုလုံးကြုံကြုံရတဲ့ဘဝဘုံဘဝပေါ့နော်အဲ့တော့ဒုက္ခတွေရောဒုက္ခတွေရောရှိတယ်ဒါပေမဲ့ ုက္ခတွေများတယ်လို့ပြောအောင်ပေါ့နော်လူလောကမှာဆိုရင်အဲ့တော့အဲ့လိုမျိုးမျိုးစုံသောမျိုးမျိုးသောအဒုက္ခတွေခက်ခဲတွေစိန်ခေါ်မှုတွေကိုကြော်လွှမ်းနိုင်ခြင်းဟာဆိုရင်လေဒါဘဝမှာ အောင်မြင်မှုပဲပေါ့နော်ကိုယ့်ဘဝရဲ့အောင်မြင်မှုပါဆိုရင်ကိုယ်အခက်ခဲတွေကိုကြော်လွှမ်းနိုင်ခဲ့ခြင်းဟာကိုယ့်ရဲ့အောင်မြင်မှုပဲအဲ့တော့ဒီလိုခက်ခဲတွေကိုကြော်လွှမ်းနိုင်မှုကျုံလာသမျှခက်ခဲတွေစိန်ခေါ်မှုတွေကြော်လွှမ်းနိုင်မှုကလည်း ်စိတ်တဲ့မကြောဘူးစိတ်တဲ့ကြံ့ခိုင်မှုကအရေးကြီးဆုံးပဲဖြစ်တယ်အဲ့အကယ်၍များကိုဘွားမှာခက်ခဲနဲ့ကြုံတွေ့ရပြီဆိုရင်ကျမတို့နှလုံးသွင်းရမှာဒါကတာမန်ဒါကလူတိုင်းကြုံတွေ့ရတဲ့ဟာဖြစ်တယ်ငါတယောက်တည်းမှကြုံရတာမဟုတ်ဘူးငါကြမှာဒါမျိုးဖြစ်တာမဟုတ်ဘူးလူတိုင်းလူတိုင်းကဘဝမှာဘဝလူဘဝရောက်လာပြီဆိုရင် ူတိုင်းလူတိုင်းကအခက်အခဲတွေကြုံတွေ့ရနိုင်တယ်။စိန်ခေါ်မှုတွေနဲ့ကြုံရနိုင်တယ်။တားဆီးတွေနဲ့ကြုံရနိုင်တယ်။အဲဒီစိန်ခေါ်မှုတွေတားဆီးတွေကိုကြော်ဖြတ်နိုင်ပြီဆိုရင်ဒါနောက်တစ်ဆင့်ပေါ့နော်။ကျွန်တော်တို့ တက်သွားမှာဖြစ်တယ်။အဲ့တော့စိတ်တက်မာကြောဖို့ဘယ်လိုလုပ်လို့ရလဲဆိုရင်အဓိကကတော့ကျမတို့လေ့ကျင့်ယူရမှာပဲပေါ့နော်။ဘယ်အရာမှသူ့အလိုလိုဖြစ်လာတာမဟုတ်ဘူး။အော်အရင်တော့ငါကအဲစိတ်တက်ပြောင်းညံ့နေဒါပေမဲ့စိတ်တက်မာကြောဖို့လိုအပ်လာပြီဟုတ်ပြီဘယ်လိုမျိုးစိတ်တက်မာကြောအောင်လုပ်ရမလဲဆိုရင်ကျမတို့က practice လေ့ကျင့်ရမှာနော်အမြဲတမ်းလေ့ကျင့်ရမှာအဲ့တော့ကိုယ်ဘဝမှာဆိုရင်ကိုကဘယ်အရာတွေကကိုယ့်ရဲ့အာသာချက်တွေလဲဆိုတာသိအောင်လုပ်မယ်ကိုကိုကိုလေ့လာမယ်ပေါ့နော်။ကိုယ်အာသာချက်တွေကဘာလဲကိုကဘာလုပ်နိုင် လဲကိုလုံနိုင်တဲ့အရာတွေကိုကိုစဉ်းစားမယ်ပြီးရင်ကိုရဲ့ပန်းနိုင်နေချမှတ်တဲ့အဲ့ပန်းနိုင်ကိုသွားတဲ့လမ်းမှာတွေ့ရတဲ့ခက်ခဲတွေအားလုံးကိုလည်းရင်ဆိုင်မယ်ကိုဖြစ်ချင်တဲ့အရာကိုကွန်မစ်မန့်ရှိရှိနဲ့ပေါ့နော်တန်တိတ်တန်ချမှတ်ပြီးတော့ဇွဲရှိရှိနဲ့ကြိုးစားမယ်ဒါဆိုရင်ကိုစိတ်ကိုကိုလေ့ကျင့်ယူတာပဲပေါ့နော်အဲ့တော့ကိုဖြစ်ချင်တဲ့အရာကိုကိုခေါင်းထဲမှာအမြဲတမ်းကိုစိတ်ထဲမှာကိုယဉ်ထဲမှာအမြဲတမ်းထည့်ထားမယ်ပြီးရင်ဒါကိုသွားတဲ့လမ်းမှာဆိုရင်လမ်းခီးမှာကြုံလာမဲ့အခက်အခဲတွေကို ကြော်လွားမယ်ဇွဲရှိရှိနဲ့ဇွဲလုံးလားနဲ့ကြော်လွားမယ်အဲ့တော့ဒီလိုနီးနေပေါ့နော်ကျမတို့ရဲ့စိတ်သက်တည်မာကြောလာအောင်လေ့ကျင့်ယူလို့ရတယ်အဲ့တော့ဒီလိုမျိုးခီးလမ်းမှာကိုကြုံရတာမှာဆိုရင်ရှုံနေမှုတွေနဲ့ကြုံတွေ့ရတဲ့ခါဆိုရင်လေဒါကကို့အတွက်သင်ခန်းစာပေါ့နော်သင်ယူဖို့အတွက်ခွင့်လန်းနေပဲလို့မှတ်ယူရမယ် group mindset စိတ်သက်ကိုလည်းမွေးရမယ် group mindset စိတ်မွေးရမယ်ငါဒီလိုမျိုးစိတ်သက်မာကြောတဲ့သူတွေအားဆိုရင်စူးစမ်းအထောက်မှုနဲ့သင်ယူမှုကနေပြီးတော့ တိုးတက်မှုတွေရရှိနိုင်တယ်လို့ယုံကြည်ထားတယ်။ဒါကြောင့်မို့ကိုယ့်ဘဝမှာတိုးတက်ဖို့အတွက်ဆိုရင်စူးစမ်းအထောက်မှုနဲ့သင်ယူမှုရှိရမယ်။ရှုံးနိမ့်မှုတွေဆိုတာသင်ငန်းစာလို့မှတ်ယူမယ်။နောက်တစ်ဆင့်တက်ဖို့အတွက်သင်ယူရတဲ့သင်ငန်းစာတွေပဲလို့မှတ်ယူပြီးတော့ဆက်ပြီးတော့စူးစမ်းဖို့လိုအပ်တယ်။အနည်းချုပ်အနေနဲ့ပြောချင်တာကတော့ကျမတို့ရဲ့ဘဝမှာ ခက်ခဲတွေအားဆိုရင် လူတိုင်းကြုံတွေ့ရနိုင်တယ်။အဲကြုံတွေ့ရတဲ့အခက်ခဲတွေကိုကျော်လွှားနိုင်ဖို့ဆိုရင်စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့ဆိုရင် အရေးကြီးဆုံးနဲ့အဓိကအကြဆုံးကတော့စိတ်ဓာတ်မာကျောဖို့လိုအပ်တယ်။စိတ်ဓာတ်ကြန့်ခိုင်တဲ့သူမာကျောတဲ့သူတွေရပဲဒီလိုဘဝမှာကြုံရတဲ့အခက်ခဲတွေကိုကျော်လွှားနိုင်နေဆိုတာတသက်တွေရှိမှလည်းအများကြီးပဲရှိတယ်။အဲဒီတော့စိတ်ဓာတ်မာကျောအောင် လေ့ကျင့်ကြပါအစိတ်ဓာတ်မှကြောအောင်ဘလို့ရမလဲဆိုရင်လေ့ကျင့်ယူရမှာဖြစ်တယ်ဘဝမှာကိုဖြစ်ချင်တဲ့အရာတွေကို ပန်းနိုင်နေချမှတ်ပြီးတော့ကြိုးစားမယ်ဘလို့ခက်ခဲနေပဲကြုံကြုံရှေ့ကိုဆက်မယ်ဆိုတဲ့စိတ်ဓာတ်ကို ချမှတ်ထားမယ်ဇွဲရှိရှိနဲ့ဆက်ပြီးတော့စူးစမ်းမယ်ပြီးတော့ group mindset စူးစမ်းမှုသင်ယူမှုအားထုတ်မှုကနေပြီးတော့ကိုယ့်ဘဝတိုးတက်နိုင်တယ်လို့ယုံကြည်ထားမယ်လောကကြီးမှာစိတ်တက်ပျော်ညံ့တဲ့သူတွေအတွက်နေရာမရှိဘူးစိတ်တက်မာကြောတဲ့သူတွေရပဲကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်အောင်ဖြစ်မြောက်အောင်လှုပ်ဆောင်နိုင်တယ်ကိုလိုချင်တဲ့အရာတွေကိုရရှိအောင်လှုပ်ဆောင်နိုင်တယ်ဘဝမှာလည်းအောင်မြင်မှုတွေတိုးတက်မှုတွေရရှိနိုင်တယ်ဆိုတာကိုပြောရင်းနဲ့ ဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ဒီဗီဒီယိုကိုကြိုက်နေသက်တယ်ဆိုရင် like and share လုပ်ပေးပါကျမရဲ့ဝေအကယ်ဒမီကနေပြီးတော့အခုလိုမျိုးကြည့်ရှုမဲ့သူတွေကြိုးရှိစေတဲ့ဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်နေတဲ့အတွက်ကြောင့်မို့ကျမ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးဘေးရန်ပေါင်းကင်းဝေးပြီးတော့တာယာချက်မြင့်နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ